င်္ဂလာပါခင်ဗျာ A Time with Jojo Thing အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ဟာနိုင်ငံရေးလူမှုရေးစီးပွားရေးစတဲ့အကြောင်းအရာမျိုးစုံနဲ့ပတ်သက်တာတွေပြောကြဖို့အတွေးတွေဖလှယ်ကြဖို့တက်တောင့်တက်တာမရှိလာတဲ့အမှန်တရားတွေအကြောင်းပြောကြဖို့မိခွန်းတွေမေးကြဖို့တာမန်လူတယောက်ရဲ့မျိုးလုံးတစုံကနေတဆင့်မြန်မာနဲ့ကဘာကိုမြင်ကြည့်ဖို့ရည်ရွယ်ပါတယ်ဒါဟာ A Time with Jojo Thing ဖြစ်ပါတယ်ခင်ဗျာ ဒီကနေ့ season 1 episode 1မှာကျွန်တော်ဆွေးနွေးပြောဆိုမှာကတော့လက်ရှိကမ္ဘာထိပ်တန်းအကြောင်းအရာဖြစ်တဲ့အမတန်ကမှကိုလည်းအရေးကြီးလာတဲ့အနေကြီးလာတဲ့ Iran Israel American စစ်ပွဲအကြောင်းပါ။အားလုံးသိထားပြီးတဲ့အတိုင်းပါပဲ။ဇွန်လ13ရက်နေ့မှာ Israel က Iran ရဲ့ nuclear နေရာတွေကိုစတိုက်ပါတယ်။အဲဒီတော့ Iran ကလည်းလက်တုံပြန်ပြီးတော့တိုက်ခိုက်ပါတယ်။တပည့်နဲ့တပည့် drone တွေအပါအဝင်လေကြောင်းကတိုက်တာအဝေးကနေဒုံးကြီးတွေနဲ့ပစ်တာတွေအပြန်အလှန်ပြက်ခတ်ပြက်ခတ်တိုက်ခိုက်နေကြတဲ့အချိန်သတင်းတပတ်ပြည့်ပြီးတဲ့နောက်မှာတော့ အမေရိကန်ဝင်လာပါတော့တယ်။အီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဓိကနေရာသုံးခုဖြစ်တဲ့ Fort Down, Natanz နဲ့ Isfahan တို့ကိုအမေရိကန်ရဲ့ B2 Stealth ဘုံးကျဲလေယာဉ်တွေနဲ့ဇွန်လ27ရက်နေ့မှာတိုက်ပလိုက်တာပါ။အီရန်အကြီးအကျယ်ထိနာသွားတယ်လို့ Trump ကတော့ဆိုပါတယ်။ဒီစစ်ဘောကနေဘာတွေဆက်ဖြစ်လာနိုင်ပါသလဲ။ကမ္ဘာတဝန်းဘယ်လိုတည်ရောက်မှုတွေဖြစ်လာနိုင်ပါသလဲ။အများစုအိမ်တွေကြလို့တက်ရက်ကဘာစစ်ဆိုတာမျိုးအထိဖြစ်လာနိုင်ခြင်းရှိနေပါသလား။ ။အဘာတော်မှာဘယ်နိုင်ငံဘယ်အဖွဲ့အစည်းတွေကဒီစစ်ပွဲပေါ်မှာဘယ်လိုမျိုးဘယ်ဘက်ကနေရက်တည်နေကြပါသလဲ။စတာတွေကိုကြည့်ကြရအောင်ပါဗျာ။အီရန်ကဒိုင်ရိုက်တော်လကောင်သူဂျော်ဒန်နောက်ခံပေးထားတဲ့လေဗနွန်ခြေစိုက်ဟက်စ်ဘိုလာ၊ယီမင်ခြေစိုက်ဟူသီအီရန်နဲ့ဆီးရီးယားခြေစိုက်ရှီယာမီစစ်သွေးကြွတွေကိုဂျာကန်ဖြင့်တုံးပြီးတော့တော်လကောင်အမေရိကန်နဲ့အစ္စရေးကိုလက်တွန့်ပြန်လာနိုင်ပါတယ်။ အီရတ်စီးရီးယားဘာရင်သို့မဟုတ်ကာတာနိုင်ငံတွေမှာရှိတဲ့အမေရိကန်စစ်အခြေစိုက်စခန်းတွေဟာဒုံးကျည်နဲ့တိုက်ခိုက်ဖို့ပြတ်မှတ်ထားခံရနိုင်ခြင်းရှိပါတယ်။ဘာရှမ်းပင်လယ်ကူတွေကအမေရိကန်စစ်သင်းဘော်တွေနောက်မှမဟုတ်အရှိလက်ပိုင်းဒေသတွေကောင်းငင်ဘော်ကအမေရိကန်ဒရုန်းတွေကိုပြတ်မှတ်ထားဖို့ကြိုးစားလာနေပါတယ်။အစ္စရေးမျိုးကြီးတွေဒါမှမဟုတ်ဗျူဟာမြောက်နေရာတွေကိုအီရန်ကဒုံးကျည်တွေနဲ့ပိုတိုက်လာနိုင်ခြင်းရှိပါတယ်။ဟက်စ်ဘိုလာဖွဲ့ကလေဗနွန်တောင်ပိုင်းကနေအစ္စရေးမျိုးဖွဲ့ချမ်းမှာစစ်ဖြတ်နာစစ်မျက်နှာတွေဖွင့်လာနိုင်ပါတယ်။ ကမ္ဘာရေနံသေယူပို့ဆောင်ရေးစုစုပေါင်းရဲ့20ရာခိုင်နှုန်းဖြတ်သန်းသေးယူနေတဲ့ဟော်မုန်းစီလေကြားကိုအီရန်ကပိတ်ပစ်တာမျိုးရင်းမြုံမိုင်းချတာမျိုးတွေလှုပ်လာနိုင်ပါတယ်။အဲဒီခါကျရင်တော့အမေရိကန်မားမိတ်တွေအတွက်ရေရက်တွေအနေနဲ့နော်မရှောင်မလွဲတာစစ်အင်အားသုံးပြီးတော့ရေလက်ကြားပြန်ပွင့်ဖို့လှုပ်လာရနိုင်ပါတယ်။အီရန်၊ဆီးရီးယား၊လေဘနွန်၊ယီမင်တို့ဟာဒေသတွေမှာစစ်ပူနိုင်ငံတွေဖြစ်လာနိုင်ပါတယ်။အီရန်ကျော်ရော့နောက်ခံပြုအဖွဲ့တွေက asymmetric warfare လို့ခေါ်တဲ့ပုံမှန်စစ်ပွဲတွေနဲ့မတူတဲ့တိုက်ခိုက်တာမျိုးတွေလှုပ်လာနိုင်ပါတယ်။ဒေသတွင်းအမေရိကန်မှာမိတ်တွေဖြစ်သတ်မှတ်ထားတဲ့ Saudi Arabia, Arab Saudi ပြည်တော်စုလို့ Bahrain လိုနိုင်ငံတွေဟာ drone တွေဒုံးကျည်တွေနဲ့တိုက်ခိုက်ခံရနိုင်တဲ့ Android ရှိလာပါတယ်။အဲဒီခါကျရင်အဲဒီနိုင်ငံတွေအနေနဲ့ကကြားနေမလားစစ်ပွဲတွေဝင်ပါမလားဆိုတာမဖြစ်မနေရွေးချယ်ရတာမျိုးဖြစ်လာပါလိမ့်မယ်။အမေရိကန်ကဒီထက်ပိုတိုးပြီးတိုက်ခိုက်လာမယ်။ Israel နဲ့ အမေရိကန်ကဒီထက်ပိုတိုးပြီးတော့တိုက်ခိုက်လာရင်အစ္စရေးနဲ့အီရန်ကြားမှာလေကြောင်းကနေတင်မဟုတ်တော့ဘဲနဲ့မြေပြင်တပ်ဖွဲ့တွေပါပါလာတဲ့အထိတိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့်တမုန်ထူးခြားတဲ့အခြေအနေတစ်ခုဖြစ်ပြီးတိတ်ကိုအန်ဒရယ်ကြီးပါတယ်ဒီကြတဲ့အတိုင်းပါပဲအရှိလေပိုင်းဒေတာဆိုတာရေနံဒီကထွက်တဲ့ဒေတာပါဒီဒေတာမှာအခုလိုစစ်ပွဲမျိုးကြောင့်ကမ္ဘာရေနံဈေးနှုန်းတွေတက်လာနိုင်ပါတယ်နိုင်ငံတီးတီးရဲ့ပြည်တွင်းမှာလုံစာစီဈေးနှုန်းတွေတက်လာနိုင်ခြင်းရှိပါတယ် တကဘာလုံးမှာငွေကြေးဖောင်းပွားမှုဒေါ်လာနိုင်ပါတယ်အထူးသဖြင့်တော့ရေနံကိုပြပကနေတင်သွင်းနေရတဲ့ပေါ်မိခိုနေရတဲ့နိုင်ငံများပြားဟိုမှာမြန်မာအင်းကြီးချင်းအိန္ဒိယတို့ဂျပန်တို့ဥရောပသမဂ္ဂ EU တို့မှာပိုဆိုးနိုင်ပါတယ်ကဘာအစုရှယ်ယာဈေးတွေထိုးကျနိုင်ခြင်းရှိပါတယ်အထူးသဖြင့်တော့စွမ်းအင်ခီးသွွားလုပ်ငန်းနဲ့ဒင်းမောနဲ့ဒေယုပို့ဆောင်ရေးလုပ်ငန်းတွေမှာပို့ပြီးတော့အထိနာနိုင်ပါတယ်ဗာရှဲပင်လယ်ကွေ့မှာကုန်သွယ်ရေးကြောင်းပိုင်းထိခိုက်ပြီးဆိုရင်ရေနံသဘောတန်ခွေနဲ့မရှိမဖြစ်ကုန်ပစ္စည်းတွေပြတ်တောက်တာဈေးတက်တာတွေဖြစ်လာနိုင်ပါတယ် တန်တမာရေးပန်းအရဆိုရင် လောလောဆယ်မှာကိုပဲ JCPOA လို့ခေါ်တဲ့ Iran Nuclear ရေးသဘောတူညီချက်အသက်မဲ့သွားပါပြီ။အနာဂတ်မှာဘယ်လိုသဘောတူညီချက်မျိုးမဆိုအစကနေလုံးဝအစ်စ်ပြန်ဆရမှာပါပဲ။ဒါပြင် Iran က Cyber ကနေတိုက်ခိုက်လာနိုင်ကြီး Andre လည်းရှိနေပါတယ်။ American ရဲ့အခြေခံစောက်အုပ်ပိုင်းဆိုင်ရာဗန်လုံငန်းဆိုင်ရာစွမ်းအင်ကဏ္ဍဆိုင်ရာအခြေခံစောက်အုပ်တွေပြတ်မှတ်ထားခံရနိုင်ပါတယ်။ Iran ကကျွန်တော်နောက်ခံပေးထားတဲ့ ETB 33တို့ ETB 34တို့လို hacker အုပ်စုတွေရှိနေတာသတိပြုသင့်ပါတယ်။ အမေရိကန်ရဲ့မာမီနိုင်ငံတွေမှာလုံခြံတပ်ဖြတ်တာလျှို့ဝှက်ဖြစ်စီတာဒါမှမဟုတ်နိုင်ငံတွေမတည်မငြိမ်ဖြစ်အောင်လုပ်တာတွေဖြစ်လာနိုင်ပါတယ်။အမေရိကန်ဝင်ပါလိုက်တဲ့ပေါ်ကမ္ဘာနိုင်ငံတွေကြားမှာတော့အုပ်စု၃စု꿰သွားပါတယ်။တစုကထောက်ခံတဲ့အုပ်စုတစုကကံကွက်တဲ့အုပ်စုတစုကတော့ဂျာနေရင်နေဒါမှမဟုတ်လေထင်း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 လုပ်ကြပါ။တနည်းအားဖြင့်နင်းတော်နင်းလဲတော်သဘောထားမျိုးနဲ့အုပ်စုလိုဖြစ်ပါတယ်။အရှေ့လက်ပိုင်းဒေသကိုအရင်ကြည့်အောင်ပါ။အမေရိကန်ရဲ့တိုက်ခိုက်မှုပေါ်မှာအိုမန်နိုင်ငံကအပြင်းထန်ပြစ်တင်ရှုတ်ချပါတယ်။ အမေရိကန်မှာမိဖြစ်သတ်မှတ်ထားတဲ့ဆော်ဒီအာရေဗျာကအီရန်ရဲ့အချုပ်အခြာအနာပိုင်ဆိုင်မှုကိုချိုးဖောက်တဲ့အတွက်ပြစ်တင်ရှုတ်ချပါတယ်။ထိမ့်သိမ့်မှုဖိပြောပါတယ်။နိုင်ငံရေးအဖြစ်တရားရဖို့နှစ်ဆတိုးအားထုတ်ကြပါလို့နိုင်ငံတကာကိုနှိုးဆော်ပါတယ်။ကာတာနိုင်ငံရဲ့ဌာနကဒီချီနီဟာအန်ဒရယ်ကြီးတဲ့တင်းမာမှုဖြစ်ပြီးဒေတာတွင်တဲ့နိုင်ငံတကာမှာစိုးရွားတဲ့တံပြန်သက်ရောက်မှုနဲ့ကြုံရနိုင်တယ်လို့သတိပေးပါတယ်။အီဂျစ်ကတော့ဒီဒေတာဟာနောက်ထပ်ကတောင်းကနေအခြေအနေတွေတင်းမာမှုတွေနဲ့ကြုံလာရနိုင်ပြီး စည်ရေးမဟုတ်တဲ့နိုင်ငံရေးရာဖြေရှာတာနဲ့တိုင်ငင်းတမန်ငင်းစစ်ဆက်ညှိနှိုင်းတာတွေရကအကြီးကျယ်တဲ့ထွက်ပေါက်ဖြစ်တယ်လို့ဆိုပါတယ်လေဗနွန်သမရဂျိုးဆက်အောင်ဝန်းကအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာနေရာတွေကိုဘုံကျဲလိုက်တာဟာဒေတာတခုနိုင်ငံတခုထက်ပိုတဲ့အတိုင်းဒါနဲ့လုံခြုံရေးနဲ့တည်ငြိမ်ရေးဆိုင်ရာချင်းချောက်လာနိုင်တဲ့တင်းမာမှုတွေပိုတိုးလာတော့မလားဆိုတဲ့စိုးရင်ထိလန့်ချက်ကိုပိုအားကောင်းလာစေတယ်လို့ပြောပါတယ် ဒီတိမ်ကနေဒါအော်စတြေးလျပိုလန်ဂျပန်ဖိလစ်ပိုင်ယူကရိန်းစတဲ့နိုင်ငံတွေကတိုးတိုးတမျိုးကြဲကြဲတမျိုးထောက်ခံကြပါတယ်ရုရှားနဲ့တရုတ်ကပြင်းထန်ကန့်ကွက်ပြီးပြစ်တင်ဝေဖန်ပါတယ်အောင်းစရာတော့မရှိပါဘူးလေဟုတ်တယ်မလားတူရကီဆီးရီးယားလေဗနွန်ဗင်နီဇွဲလာကျူးဘာစတဲ့နိုင်ငံတွေကလည်းအကြီးအကျယ်ပြစ်တင်ရှုတ်ချကြပြီးအီရန်နဲ့အတူတူရက်တီကြောင်ပြောကြပါတယ်နင်တော်နင်လဲတော်ဆိုတဲ့အဆူထဲမှာတော့ဥရောပသမဂ္ဂ EU ထဲမှာသဘောထားတစ်ထပ်တည်းရှိမနေပါဘူး ပြင်သစ်နဲ့ဂျာမနီတို့ကအပြည့်အဖို့တိုက်တွန်းပြီးအမေရိကန်တိုက်ခိုက်တဲ့ပေါ်ထောက်ခံစကားမပြောပါဘူးစိတ်ဝင်စားစရာပါကျန်တဲ့မြန်မာအင်ဒီဂျင်နိုင်ငံတွေတဲကအိန္ဒိယနဲ့ထိုင်းတို့ကဘယ်ဘက်ကိုမှအပြည့်နဲ့စကားမဆိုသလိုဘယ်ဘက်ကိုမှထောက်ခံစကားလည်းမပြောပါဘူးအာဆီယံနဲ့မှာအင်ဒိုနီးရှားကပြောရရင်တော့အီရန်ကိုကိုချင်းစာစိတ်ရှိတဲ့နိုင်ငံလို့ဆိုရပါမယ်အပြည့်အဖို့တိုက်တွန်းပါတယ်ဒါပေမဲ့အမေရိကန်ကိုလည်းအပြည့်တင်စကားတော့တိုက်ရိုက်မဆိုပါဘူးမလေးရှားကအမေရိကန်နဲ့အေဆိုရီကိုဗျောင်းဝေဘန်နာမျိုးရှိပေမဲ့ရေဝံရက်တီချက်ကတော့ ဟိုဘက်ဒီဘက်ခွာရက်တဲ့သဘောပါပဲစင်ကာပူကခက်စိတ်စိတ်တန်ငင်းတမန်ငင်းနေပါဂုံသွေးရေချောင်းလုံးလုံးရဲ့အရေးကြီးတယ်ဆိုတာတော့ပြောပြီးကြားနေစကားပဲဆိုပါတယ်